တူဒီဝဒနာ ရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အမျိုးတို့ရေကီယာ73ကီပေးထားတယ်အဲ့ဒီမှာရံွက်ထဲကနေပြီးတစ်ခွန်ဆိုပြီးတော့ပါသွားတယ်နော်ကျွန်မလည်းအကောင်းဆုံးတော့ရှားဖွေပေးထားပါတယ်မျိုးတို့ရေကီတွေကတော့နေတိုင်းကိုထိနေတယ်အဲ့တော့မနက်ဖြန်အတွက်ကိုကျွန်မပြပေးမယ် နက်ဖန်မှာလည်းအကောင်းဆုံးရှာဖွေပေးထားပါတယ်မျိုးလို့လေးနဲ့တင်းနဲ့ပေါင်းပါလေးတစ်ပေါင်းတော့ငါငါပါဝါက3ညာငါရဲ့နှက်ခတ်က3ငါ3ညာ3ကဒီမနေ့ညမှာသူကဆင်းပြရမယ်။ဘာဆင်းပြလဲ ၄3ဆိုတော့3တလုံးဆင်းပြီးသွားတယ်အဲ့ဒါဆိုတော့နောက်တစ်ပင်နောက်တစ်ဝက်အတွက်ကိုဆက်ကြည့်မယ်6နဲ့4နဲ့ပေါင်းမှာ6လေးပေါင်းတော့3ည3ညရဲ့ပါဝါက9 3ညရဲ့နှက်ခတ်က9 3ည9ခွန်ကဒီမနေ့ညမှာသူကဆင့်ပြရမယ်။ဘာဆင့်ပြလဲ8 9 9နှစ်ဆိုတော့ ငါးတလုံးဆင်ပြီးတယ်အဲ့ဒါဆိုတော့နောက်တော့ပဲနောက်တစ်ဝက်တော့ကိုဆက်ကြည့်မယ်၈နဲ့၃ညနဲ့ပေါင်းမှာ၈၃ညပေါင်းတော့၈၈ပါဝါက၃၈ကနှစ်ခါက၁၈၃၁ကဒီမနေ့ညမှာသူကဆင်ပြီးရမယ်ဘာဆင်ပြီးလဲ၅၃ဆိုတော့ဒီ၃တလုံးဆင်ပြီးတယ်အဲ့တော့မနက်ဖြန်အတွက် မနက်ဖန်အတွက်က6နဲ့6နဲ့ပေါင်းမှာ6 6ပေါင်းတော့2နှစ်ပါဝါကခွန်နှစ်ကဲနှစ်ခက်ကလီနှစ်ခွန်လီရမနက်ဖန်မနက်ညမှာသူကမဖြစ်မနေထိပေးရမယ်ကီးဖြစ်ပါတယ်နော်ကီးတွေကတော့အမျိုးလိုမြင်တဲ့အတိုင်းပဲနေ့တိုင်းလိုလိုသူကကြပေးနေတာနော်

ကြီးပြီးတော့ဒါကပြိတ်၃ညနဲ့နှစ်နဲ့ပေါင်းမှာ၃ညနှစ်ပေါင်းတော့နှစ်နှစ်ပါဝါကခွန်နော်ဒီ၃ညနဲ့ခွန်နဲ့ပေါင်းမှာ၃ညခွန်ပေါင်းတော့လေခွန်ခွန်ပါဝါကနှစ်နော်သူကမနေ့ညမှာသူကခွန်နှစ်ပြိတ်နော်၃ညနဲ့နှစ်နဲ့ပေါင်းတော့နှစ်နှစ်ပါဝါကခွန်ဒီ၃ညနဲ့ခွန်နဲ့ပေါင်းတော့ခွန်ခွန်ပါဝါကနှစ်ခွန်နှစ် သူကဗရိတ်ဗရိတ်ကသူကမနေညာဆင်းပြရမယ်နော်ဘာဆင်းပြလဲ၄၃ဆိုတော့ခွန်ဗရိတ်ဆင်းပြသွားတယ်နော်အဲ့တော့နောက်တစ်ပင်အတွက်ဆက်ကြည့်အောင်၃နဲ့၉နဲ့ပေါင်းမယ်၃၉ပေါင်းတော့2နှစ်ပါဝါကခွန်နော်နှစ်ခွန်9နဲ့10နဲ့ပေါင်းမှာ9 10ပေါင်းတော့3 3ပါဝါက8 तू อ่ะနေကုန်မှာတဲ့2ခွန်38ပရိတ်တဲ့နော်ဗာစင်ပြီလေ85ဆိုတော့3ပရိတ်92ဆိုတော့ခွန်ပရိတ်နော်မျိုးတို့အဲ့တော့ဆက်ကြည့်မယ်9နဲ့3ညနဲ့ပေါင်းတော့9 9ပါဝါက3ည9 3ညเนาะ8နဲ့ ငါးနယ်ပေါင်းတော့သုံးပါဝါကရှိငါးတုံညသုံးရှိပရိတ်တမျိုးတို့နော်ဗာဆင့်ပြီလေ6ကိုဆိုတော့ငါးပရိတ်ငါးတုံဆိုတော့ရှိပရိတ်နော်အမျိုးတို့အဲ့ဒါဆိုလို့ရှိရင်မနက်ဖန်အတွက်မနက်ဖန်အတွက်က6နဲ့9နဲ့ပေါင်းတော့4 4ပါဝါက9 9နဲ့ခွန်နဲ့ပေါင်းတော့2နှစ်ပါဝါကခွန်မနက်ဖန်မှာ၄ကိုနှစ်ခွန်ဗရိတ်ဖြစ်ပါတယ်เนาะအဲ့တော့ဗရိတ်ခရီးရရှားပြီးတာကတင်းပြန်မှာမဟုတ်ဘူးမျိုးတို့အမျိုးတို့ဗရိတ်ခရီးနဲ့ညိတာလေးတွေကိုတင်းထိုးလို့ရအောင်လို့เนาะအဲ့တော့ဒီဘက်ကအချင်းလေးကြီးရအောင်ဒီဘက်ကအချင်းက လေးနဲ့သုံးနဲ့ပေါင်းတော့ခွန်ခွန်ကိုကိုးနဲ့ပေါင်းမှာခွန်ကိုးပေါင်းတော့6 6ပါဝါက1 6တိအချင်းနော်ပြီးတော့ဒီဘက်က3ညနဲ့3ညနဲ့ပေါင်းတော့3ည3ညကို1နဲ့ပေါင်းတော့1တိပါဝါက6တိ6ကလည်းအချင်းနော် ုဘက်ဒီဘက်အချင်းတူတယ်အချင်းတူတော့ဘာဆင့်ပြီးလဲတိလေးဆိုတော့ဒီဘက်ကလည်းတိတလုံးဒီဘက်ကလည်းတိတလုံးဆိုပြီးတော့ဆင့်ပြီးသွားတယ်အဲ့တော့နောက်တစ်ပင်နောက်တစ်ဘက်အတွက်၄နဲ့6နဲ့ပေါင်းတော့3ည3ညကိုဒီ9နဲ့ပေါင်းတယ်3ညကို9နဲ့ပေါင်းတော့9 9ရဲ့ပါဝါက4เนาะမနေ့ညဆင့်ပြရမယ် အဲ့တော့3နဲ့5နဲ့ပေါင်းတော့8 8ကိုဒီ6နဲ့ပေါင်းမယ်6ပေါင်းတော့4 4ပါဝါက9 4ကိုကလည်းမနေ့ညမှာဆင်းပေးရမယ်သူလည်းအချင်းတူတယ်ချင်းတူတော့ဗာဆင်းပေးလဲ84ဆိုတော့ဒီဘက်က4တလုံးနဲ့ဒီဘက်က4တလုံးနဲ့ဆင်းပေးတယ်နော်အဲ့တော့ဆက်ကြည့်ရအောင်1နဲ့ ရှင်းနဲ့ပေါင်းတော့ကိုကို6နဲ့ပေါင်းမယ်ကို6ပေါင်းတော့9 9ပါဝါက3ညဒီမနေ့ညမှာဆင်းရမယ်ရှင်းနဲ့9နဲ့ပေါင်းတော့3သုံးကို2နဲ့ပေါင်းမယ်။သုံးနှစ်ပေါင်းတော့လေ9 9ပါဝါက3ညဒီမနေ့ညမှာဆင်းရမယ်။ ိုဘက်ဒီဘက်အချင်းတူတယ်ဘာဆင့်ပြီးလဲ40 3 3ညဆိုတော့ဒီ3ညတစ်လုံးဒီဘက်ကလည်း3ညတစ်လုံးနော်အဲ့လိုဆင်းပေးတယ်အဲ့တော့နောက်တစ်ပင်နောက်တစ်ဘက်တက်ဆက်ကြည့်မယ်4နဲ့1နဲ့ပေါင်းတော့5 5ကို5နဲ့ပေါင်းမယ်5 5ပေါင်းတော့3ည3ညရဲ့ပါဝါက5ဒီမနေ့ညမှာဆင်းရမယ် ၃ညနဲ့၅နဲ့ပေါင်းတော့၅၅ကို6နဲ့ပေါင်းတော့1တိပါဝါက6ဒီမနေ့ညမှာဆင်းရမယ်အဲ့တော့ဒီဘက်က၃ည၅အချင်းညာပါဆင်းပြီလဲ6 9 10 9ဆိုတော့ဒီ9တလုံးဆင်းပြီတယ်ဒီဘက်က16အချင်းညာ6 9 10 9ဆိုတော့1ကော6ကောဆင်းပြီတယ်နော်အဲ့တော့မနေ့ဖန်အတွက်မနေ့ဖန်အတွက်က 6နဲ့9နဲ့ပေါင်းတော့1 1ကို9နဲ့ပေါင်းမယ်1ခွန်ပေါင်းတော့8 6ရဲ့ပါဝါက3မနှဖန်မနှညငါးနဲ့၄နဲ့ပေါင်းတော့9ကို6နဲ့ပေါင်းမယ်9 6ပေါင်းတော့9ငါပါဝါက3ည နော်မျိုးလို့အဲ့တော့ဒီဘက်က2ခွန်4ကကီဒီဘက်က73 53အချိန်ပရိတ်က6ကို2ခွန်ပရိတ်နော်အဲ့တော့ဒီဘက်မှာကီကိုအရင်ဆုံးရေးပြမယ်ကီက2ခွန်4မျိုးလို့ရှိမှရရှိထားတဲ့ခဏန်းရှိရင်လဲယူတုံနော်ကျွန်မနေ့တိုင်းပြောတယ်နေ့တိုင်းထိနေတဲ့ကီအဲ့တော့အဲ့ထဲမှာကျွန်မအကြိုက်ဆုံးခဏန်း ဆွဲထုတ်ပေးမယ်။နေလေးပฏิပန်နိုင်တဲ့အမျိုးတွေကပတ်ပရိက္ခာလေးကိုနေခွန်ပရိက္ခာနော်အဲ့တော့ဒီမှာတွဲပေးမယ်။တွဲပေးမယ်နှစ်နဲ့ဆိုလို့ရှိရင်နေငါ ို့နေရှိလေးနဲ့ဆိုရင်40လေးတုံးလေးရှိဒါက main ကွက်ဖြစ်ပါတယ်ပြီးရင်ဒီအောက်မှာရံကွက်ကလေးထည့်ပေးမယ်ရံကွက်က9နဲ့ဆိုတော့9 8 ငါရှိဒီဘက်နဲ့ဒီဘက်နဲ့လဲတွေ့ကြလို့เนาะမျိုးတို့ဒါရံွက်ထည့်ထည့်ပြီးတယ်53 80ပြီးတော့ဒီခွန်နဲ့ဆိုလို့ရှိရင်ခွန်ကခွန်ရှိအားထုတ်မျိုးတို့ ဒါက main ကွက်6ကွက်ထဲเนาะဒါကရံကွက်အဲ့ဒါမှာဗရိတ်နဲ့ညိတာဆိုရင်အမျိုးတို့တင်ထိုးလို့ရအောင်ကျွန်မဗရိတ်ပါချပြထားတာเนาะခွန်ဗရိတ်၄ဗရိတ်ခွန်ဗရိတ်နှစ်ဗရိတ်เนาะဗရိတ်က၄ကို2ခွန်ဗရိတ်เนาะဒါအမျိုးတို့ပြပြထားတယ်၄ကို2ခွန်ဗရိတ်ဗရိတ်ကြိုက်တဲ့အမျိုးတွေကဗရိတ်နဲ့ယူပြီးတော့ဒီထဲထဲမှာကိုညံရှိတယ်လို့လေးဆွဲပြီးတော့တုံးလို့ရတယ်เนาะဒါမှမဟုတ်လို့ရှိရင်2ခွန်၄၀၀ မင်းကြီးအမကြီးဖြစ်ပါတယ်အဲ့တော့မျိုးလူရှိမှရရှိထားတဲ့အချင်းလေးတွေရှိလို့ရှင်ဒီနှစ်ခွန်လေးနဲ့ကပ်ပြီးတော့ထိုးပါပရိတ်နဲ့ထိုးခြင်းနဲ့လူကလည်းဒီနှစ်ခွန်လေးကိုပရိတ်ယူပြီးတော့ထိုးနော်ညံရှိတဲ့လူလေးအသုံးချပါအဲ့ဒါဆိုရင်မနက်ဖြန်24ရက်ကြာတာပရိမနေ့ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစီနော်